အားလုံးမင်္ဂလာခင်ဗျာခုနကပိုင်းမှာ Telegram သုံးမျိုးသူတော်တော်များများဟာကို Telegram အကောင့်ကိုပြန်ဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ကို့မှာဖုန်းနံပါတ်လည်းရှိပါရဲ့တဲ့နဲ့ Telegram ကနေဖုန်းခေါ်တာကုတ်ချမပေးတာတွေကျွန်တော်တို့ကို့အကောင့်ကိုပြန်ဝင်တဲ့အချိန်မှာ login ဝင်လို့မရတဲ့ပြဿနာတွေဟာတော်တော်များများကြုံနေကြရတယ်ပေါ့နော်ဒီနေ့မှာတော့ Telegram မှာကို့ရဲ့အကောင့်ကို login ဝင်လို့မရတဲ့ပြဿနာတက်နေကြတဲ့ကို့လူတွေအတွက်အဆင်ပြေပြေနဲ့ပြန်လည်သုံးပြုလို့ရသွားစေမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါရခင်ဗျာဒီ Telegram login ဝင်လို့မရတဲ့ပြဿနာကိုဘယ်လိုလူတွေအများဆုံးဖြစ်လိမ့်ရှိလဲဆိုရင်တော့ကို့ဖုန်းကို reset ချလိုက်တဲ့သူတွေဖုန်းအသက်လဲတဲ့သူတွေဆိုလို့ရှိရင်ဒီပြဿနာ ာကိုအများဆုံးကြုံတွေ့လေရှိပါတယ်။အခုလိုအနေနဲ့ဒီပြဿနာကိုမကြုံလာသေးဘူးဆိုလို့ရှင်တော့နောက်လဲတေချာပေါက်ကြုံရင်ကြုံလာနိုင်သေးတာမလို့ဒီဗီဒီယိုလေးကိုတခါတည်းကြည့်ထားဖို့အကြံပေးချင်ပါတယ်။ကိုလိုအနေနဲ့လောက်အောင်မှာကိုဖုန်းထဲမှာရှိတဲ့ delivery ကိုကျွန်တော်ဖြစ်လိုက်ပါကျွန်တော် Play Store မှာ delivery ကိုပြန်တောင်းပေးရပါမယ်။ Play Store ရဲ့ဝင်ပြီးတော့ကျွန်တော် Play Store ရဲ့ search bar မှာ delivery လို့ရိုက်ရှာပေးလိုက်။ဒီတော့ဆိုလို့ရှင်ကျွန်တော်ဒီကောင်းလေးကိုပြန်တောင်းပေးရမယ်။ တော့ down ပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီ Telegram အောက်မှာပဲရှိပါလိမ့်မယ်။ကျွန်တော် Telegram 8ဆိုပြီးတော့ရှိပါတယ်။ account လေးကိုလည်းကျွန်တော်တို့ down ပေးရပါမယ်။ကျွန်တော် account လေးကိုလည်းနှဲပြီးတော့ install လုပ်ပေးလိုက်မယ်။ဒါကျွန်တော် download ဆက်ပြီးသွားပြီဆိုလို့ချင်းဒီကောင်းလေးနှစ်ကောင် host screen ကိုရောက်လာပြီဖြစ်ပါတယ်။ရောက်လာပြီဆိုလို့ချင်းကျွန်တော်ဒီ Telegram လေးကိုဖိထားလိုက်။ပြီးတော့ app info ဆိုတဲ့ account လေးရှိပါတယ်။ account လေးတွေကိုကျွန်တော်နှိပ်လိုက်မယ်။ ပြီးတော့ရဆိုလို့ရှိရင်ကျွန်တော်ဒီမှာ permission ဆိုတဲ့ကောင်းလေးရှိရပေါ့နော်အဲကောင်းလေးကိုကျွန်တော်တချင်နေလိုက်ပါပြီးတော့ရဆိုလို့ရှိရင်ဒီမှာ color ဆိုတဲ့ကောင်းလေးကိုလည်းကျွန်တော် all the way ကိုယူပြီးထားပါမယ်ပြီးတော့ဒီအပေါ်မှာရှိတဲ့ context ဆိုတဲ့ကောင်းလေးကိုကျွန်တော် all the way မှာယူပြီးထားပါမယ်ဒါပြီးတော့ဒီအောက်နားမှာရှိတဲ့ sms ဆိုတဲ့ကောင်းလေးကိုလည်းကျွန်တော် all the way ကိုယူပြီးထားမှာဖြစ်ပါတယ်ခင်ဗျာ okay အားလုံးယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် home screen ကိုပြန်ထွက်လိုက်ပြီးတော့ကျွန်တော်ဒီ telegram လေးတွေကိုဝင်လိုက်ပါမယ် telegram ရဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်း star message ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်မယ်ကျွန်တော်ပေါ်လာတဲ့ continue ကိုနှိပ်ပြီးတော့ permission တွေပါတယ်တောင်းလာခဲ့လို့ရှိရင်ကျွန်တော် allow ကိုနှိပ်ပြီးလိုက်ပြီးတော့ကျွန်တော် country code ဖြစ်တဲ့ကိုးငါကိုရိုက်ထည့်ပေးပြီးရင် ျွန်တော်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးလိုက်ပါဖုန်းနံပါတ်ရိုက်ပြီးသွားရင်မျှားလေးကိုနှိပ်ပြီးတော့ follow yes ကိုနှိပ်လိုက်မယ်ပြီးသွားရင် continue ကိုနှိပ်ပေးလိုက်ပါဒါပြီးသွားရင်ကျွန်တော်တို့ဒီနေရာကိုရောက်လာပါလိမ့်မယ်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ email ထည့်ပေးရပါဘောနော်ဒီလိုမျိုးပေါ်တဲ့သူတွေလည်းရှိသလိုမပေါ်တဲ့သူတွေရှိပါတယ်ပေါ်ရင်တော့ကျွန်တော်တို့ဘာမှလုံဆံမလုပ်ပါဘူးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က sign in ဝင် google ဆိုတဲ့ကောင်းလေးနဲ့လည်းဝင်လို့ရတယ်ဒီမှာရှိတဲ့ gmail ထည့်ပြီးတော့လည်းကျွန်တော်တို့ဝင်လို့ရတယ်ဘောနော် okay ကျွန်တော်ဒီအောက်က sign in ဝင် google ဆိုတဲ့ကောင်းလေးနဲ့ပဲအလွယ်တကူဝင်လိုက်မယ် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် phone ကိုဖုန်းခေါ်ပြီးတော့ verify လုပ်မယ်ပုံစံမျိုးပေါ်လာတယ်ဒါပေမဲ့ဒီနေရာမှာတော့ပေါ်လာတဲ့ပုံစံအတယောက်နဲ့တယောက်တူးမှာမဟုတ်ပါဘူး ကျွန်တော်တို့မျိုးပေါ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲကိုဖုန်းဝင်လာမှဖြစ်ပြီးတော့ဖုန်းဝင်လာပြီဆိုတာနဲ့အော်တိုကိုယ့်ရဲ့အကောင့်ထဲကိုဝင်သွားမှဖြစ်ပါတယ်။ Okay ဒီညမှာစားပြီးတော့ကိုယ့်လူတွေကိုတရားလေးနားထောင်လေ့ကျင့်တယ်။ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းဖုန်းခေါ်ပြီးတော့ verify လုပ်တဲ့ပုံစံမျိုးပေါ်တယ်။ဒါပေမဲ့ကိုယ့်လူရဲ့ဖုန်းထဲမှာဒီလိုမျိုးကိုယ့်ရဲ့ဒီ Telegram account တခြားဝင်ထားတဲ့ဖုန်းထဲမှာကုတ်ပို့ပေးမယ်ဆိုပြီးတော့ပေါ်တာမျိုးရှိရင်ရှိမယ်။ SMS ပို့ရင်ပို့မယ်ဆိုပြီးတော့ပေါ်တာမျိုးရှိမယ်ပေါ့နော်။တရားနဲ့တရားအကောင့်ဝင်ရတဲ့ပုံစံချင်းလုံးဝတူးကြမှာမဟုတ်ပါဘူး။ဒါကြီးကိုယ့်လူကကျွန်တော်လိုမျိုးဖုန်းခေါ်ပြီးတော့ verify လုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းခေါ်ကိုခေါ်ပါလိမ့်မယ်။တကယ်ကိုဖုန်းထဲဝ ဝင်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းက block မီတာတာဖြစ်နေပါတယ်အဲကျွန်တော်တို့ခုနောက်ပိုင်းဖုန်းတွေတော်များကကျွန်တော်တို့တခြားနိုင်ငံတွေဖောက်ဖောက်တဲ့ဖုန်းတွေမှန်သမျှကို block ထားတယ် feature လေးပါတယ်ပေါ့နော် icon လေးကိုကျွန်တော်တို့ block မီတာတာဖြစ်နေပါတယ်ဒါကျွန်တော် icon လေးကိုဘယ်လိုပြန်ပိတ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရဲ့ဒီဖုန်း call တွေဝင်လိုက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ down မှာရှိရဲ့ပေါ့နော် select 30ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ block and feather ဆိုတဲ့အကောင်လေးရှိတယ် icon လေးကိုနှိပ်လိုက်ပါအဲကျွန်တော်တော်တော်များများဖုန်းတွေကတော့ပုံစံချင်းတူတယ်ပါတယ်ပေါ့နော်ဒီလိုမျိုးဒီ feature လေးပါတယ် အကောင်လေးကိုနှိပ်ပြီးသွားရင်ဒီတောင်းကအစလေး30ကိုထပ်နေလိုက်ပြီးရင် block and fader ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်အပြီးသွားရင်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်လိုတဲ့ဖုန်းနံပါတ်ပေါ့နော်အဲဒီကောင်လေးပွင့်နေရဆိုလို့ရှိရင်ပြန်ပေးပေးလိုက်ပြီးသွားရင်ကျွန်တော်ဒီမှာ block call ဆိုတဲ့ကောင်လေးရှိပါလိမ့်မယ်အကောင်လေးကိုကျွန်တော်တစ်ချင်နှိပ်လိုက်နှိပ်ပြီးသွားရင်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် block call by region ဆိုတဲ့ကောင်လေးအဲအောက်ကကောင်လေးကိုကျွန်တော်ဖိမိထားရဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝကိုဖုန်းနဲ့ကို deliver ဖုန်းခွင်လုံးဝဝင်လာမှာမဟုတ်ပါဘူးအဲအကောင်လေးဒီလိုမျိုးပွင့်နေရဆိုလို့ရှိရင်ကျွန်တော်ပြန်ပေးပေးဖို့လိုတယ် အဲဒီ blog org ဆိုတဲ့ account လေးကျွန်တော်ဒီ blog on unknown number ဆိုတဲ့ account လေးပွင့်နေရဆိုလို့ရှင်လဲကျွန်တော်ပြန်ပေးဖို့လိုပါတယ်အဲဒီ account လေးကိုကျွန်တော်ပိတ်ထားပြီးမှသာ telegram ဖုန်းခေါ်ရင်ဝင်ပါပါဟုတ်ကဲ့အဲခုလိုကဒီလိုမျိုးငါတို့လောက်ထားရတိုင်းမဲ့အဲဝင်မလာဘူးဆိုလို့ရှင်ကျွန်တော်တို့တခြားနည်းလမ်းလဲကျွန်တော်လုပ်လို့ရပါသေးရဲ့အဲဒီ setting မျိုး share လို့မတွေ့ဘူးလုပ်လို့မရဘူးဆိုလို့ရှင်ကျွန်တော်တို့ sms နဲ့ကျွန်တော်တို့ကုတ်ချခိုင်းတဲ့နည်းလမ်းနဲ့လုပ်လို့ရသေးရဲ့ပေါ့နော်အရင်ဆုံးဒီနည်းလမ်းလေးကိုအရင် share ပြီးတော့စမ်းကြည့်တင်တယ်စမ်းကြည့်ပြီးမရကမှကျွန်တော်နောက်တစ်နည်းကိုစမ်းကြည့်ပေါ့နော် အခုတို့က block setting တွေရှားလို့မတွေ့ဘူးကိုဖုန်းနဲ့ကိုလည်းဖုန်းဝင်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော် you can request sms ရဲ့အကောင့်လေး second လေးရင်းနေရလေးရှိရပေါ့နော်အဲ့အကောင့်လေးကိုကျွန်တော်တို့ဆောင်ပေးလိုက်ဆောင်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ second ပြေးသွားပြီဆိုလို့ send sms code ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့အကောင့်လေးကိုကျွန်တော်တို့နှိပ်ပေးလိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူပေါ်လာတတ်တဲ့ပုံစံကနှမျိုးရှိပါတယ်ကိုဖုန်းနဲ့ကိုကြာလာတဲ့ sms ကကုတ်ကိုထည့်ခိုင်းနိုင်ရဲ့အခြားတစ်ပိုက်မှာဝင်ထားတဲ့ကိုယ့်ရဲ့ telegram ကောက်ကိုပို့ပေးထားတဲ့ကျွန်တော်တို့ကုတ်ကိုရိုက်ထည့်ပေးရတာရဲ့နှမျိုးရှိပါလိမ့်မယ်တယောက်နဲ့တယောက်ပေါ်လာတာချင်းတော့ဒီမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ဖုန်းနဲ့ကို sms code ချပေးရတဲ့နေရာမှာလည်းပုံစံကွဲပါသေးတယ်ကျွန်တော်ရဲ့ဖုန်းနဲ့ကိုဖုန်းခေါ် call မျိုးရှိရင်ရှိလိမ့်မယ်ကျွန်တော် phone call ဆိုလို့ရှိရင်ကန်ကြည့်လိုက်ကန်ကြည့်ပြီးလို့ရှိရင်သူကကိုယ့်ကို off ပေးတာမျိုးရှိတယ်ကျွန်တော် off ပေးရဆိုလို့ရှိရင် off ပေးရနံပါတ်လေးကိုရိုက်ထည့်ပြလိုက်ပါတော့တကယ်လို့ off မပေးဘဲနဲ့ဖုန်းကြီးကကျွန်တော်ဝင်လာပြီးတော့ auto ကြာသွားရဆိုလို့ရှိရင်ကျွန်တော်ဝင်လာရဲ့ဖုန်းနံပါတ်ရဲ့နောက်ဆုံး၅လုံးဖြစ်ဖြစ်၆လုံးဖြစ်ဖြစ်ကိုရိုက်ထည့်ပြရပါမယ် ဖုန်းတွေပါရင်ဝင်မလာဘူးဆိုလို့ရှိရင်တော့ SMS ကိုကြာဝကြလာပါလိမ့်မယ်။ကုတ်ဝင်မလာဘူးကုတ်မပို့တာတေချာသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲကုတ်ပို့ခိုင်းတဲ့ဥစားကြီးထပ်ခါထပ်ခါသွားမနိုင်နဲ့။24နာရီစောင်းခိုင်းနိုင်ပါပဲဖြစ်သွားနိုင်တယ်။အဲလိုမျိုးပို့မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Telegram app ထဲမှာလုပ်လို့မရတော့ဘူးပေါ့နော်။အတောင်းရတဲ့ဒီ Telegram 8ဆိုတဲ့ account လေးတွေကိုဝင်ပေးလိုက်။ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်က start message ဆိုတဲ့ account လေးနဲ့လဲပေါ့နော်။အဲဒီမှာကျွန်တော်တို့ကျွန်တော်ရဲ့ Telegram account ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးလိုက်။ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်များလေးကိုနှိပ်လိုက်ပေါ့နော်။နှိပ်ပြီးသွားပြီဆိုတော့ ਨੇ အဲဒီမှာကုတ်တောင်းတယ်ပေါ့နော်ကုတ်ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Telegram သူကျွန်တော်တို့ရဲ့ Telegram account နဲ့ပို့ပေးမယ်ကျွန်တော်တခြားဖုန်းနဲ့ဝင်ထားရတာရှိလို့ရှိရင်အဲ့ကုတ် iPhone နဲ့နေကြည့်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဖုန်းတခြားဖုန်းနဲ့မှာဝင်ထားရမျိုးလည်းမရှိဘူးအဲကြောင့်မလို့ကျွန်တော်တို့ကဒီအောက်က dedicate the code ဆိုတဲ့စာအလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်က Telegram အိတ်ထက်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနဲ့ကို data box ကုတ်ချဖို့ချပေးတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းဝင်လာပေါ့နော် ကျွန်တော်ဆောင်းနာပြောခဲ့တဲ့လိုမျိုးပဲဖုန်းဝင်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ကိုကိုင်းပြီးတော့နားထောင်လိုက်ကျွန်တော်ဘာမှမပြောဘဲနဲ့ခြားသွားရဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ရဲ့နောက်ဆုံး၅လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပြီးတော့အဲကျွန်တော်တို့ရဲ့အကောင့်ထဲကိုစမ်းဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီ Telegram Exchange မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကို SMS မကြတာတွေဖုန်းမခေါ်တာတွေလုံးဝမရှိပါဘူးနောက်ကိုလိုကကျွန်တော်ဆောင်းနာပြောခဲ့တဲ့လိုအဆင့်တွေကိုအရင်လုပ်ပြီးကမှဒီအဆင့်ကိုနောက်ဆုံးလုံးဆောင်တင်တယ်အဲဒီ Telegram ကနေကုတ်တောင်းတဲ့သူတွေကကြတော့ဒီအဆင့်ကိုလုံးဆောင်มาရမယ်ပေါ့နော်ခြားနီးလိုက်နေလည်းမရဘူးကျွန်တော်ဒီ Telegram X ကနေ login ဝင်ပြီးမှပဲကျွန်တော်လုပ်လို့ရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Telegram အကောင့်ဝင်လို့ရ သွားပြီဖြစ်ပါတယ်ဝင်လို့ရသွားပြီဆိုတော့ကိုလူလိုအများကြီးထပ်ပြီးရှင်းပြသေးရလို့တော့မထင်ပါဘူးဒီအချိန်နေပြီးသွားပြီဆိုလို့ရှင်ကိုလူလိုတုံးနေကြဖြစ်တဲ့ပုံမှန် Telegram ကိုကျွန်တော်တို့ပြန်ဖြစ်ပြီးတော့ပြန်ထည့်ပေးရပါမယ်ထည့်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်ဝင်နေကြအတိုင်းကိုယ့်ရဲ့အကောင့်ကိုပြန်ဝင်လိုက်ကုတ်တောင်းတဲ့နေရာရောက်ပြီဆိုလို့ရှင်ကျွန်တော်တို့ကုတ်ကဒီ Telegram Exchange ကိုကြောက်လာမှာပါဒီ Telegram Exchange ကိုရောက်လာတဲ့ကုတ်ကိုကျွန်တော်တို့ရဲရိုက်ထည့်ပေးလိုက်ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်အကောင့်ထဲကိုပုံမှန်အတိုင်းပြန်ဝင်ပြီးတော့သုံးပြုကြရပြီဖြစ်ပါတယ်ခင်ဗျာ Telegram login ဝင်တဲ့အချိန်ဖိလစ်ဖြစ်တာရှိတဲ့ပြဿနာအများစုကိုကျွန်တော်တေချာလေးရှင်းပြပေးသွားဖြစ်လို့မလို့ကိုယ့်လိုအနေနဲ့လည်းအဆင်ပြေကြလိမ့်မယ်လို့ပြောလိမ့်မယ်